အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေဈေးက200အတက်နဲ့ဈေးပိတ်သွားပါပြီဒီနေ့က29ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်ညလိုက်ပိုင်းထိုင်းရွှေဈေးကတော့200အတက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက48,900နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက48,600နဲ့မှ50လက်ဝေရနာဈေးနှုန်းတို့ရတော့ဆိုင်ကရောင်းတဲ့ဈေးက 4,950နိုင်ငံလက္ခဏာဈေးက4,866ဒသမ16နဲ့ပေါင်ဈေးရှိပါတယ်။ကမ္ဘာရွှေတောင်အောင်စကိုဒေါ်လာ3,043နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုတိုင်းမငွေ33ဒသမ86နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96ဒသမ500ကိန်းလုံးရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခအပီအစီထိုင်းရွှေခဲတပတ်သားကို4,850ဈေးနဲ့ပေါင်ဈေးရှိပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့ရာကိန်းလုံးပြန်မပြတ်ပဲဆိုင်က4,650ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါ။ လက်ဝိရဏရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ကနေတထောင်ကြီးရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူဒီလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝိရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4500ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ် ထိုင်းရွှေကတော့ဒီနေ့လဲဆက်လက်ပြီးကိုတက်နေတာဖြစ်ပါတယ်။ထိုင်းရွှေလက်ဝိညနာတပတ်သားကိုလက်ခါကောဆိုရင်တော့9000ကျော်အထိကိုပေါက်ဈေးရှိသွားပါပြီ။96.5ခန်းရှိတဲ့ထိုင်းရွှေအခဲတပတ်သားကို9000အထိပေါက်ဈေးရှိနိုင်တယ်လို့ခန့်မှန်းထားကြပြီးတော့ ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3100ကနေ3200အထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။အရှိမတော့ထိုင်းရွှေစီကတက်နေတာဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေကတော့အချာစင်းနဲ့ပဲစောင့်မီဝယ်စုကြပါလို့ကျွန်တော်ကတော့ကြံပြူခြင်းပါတယ်။ထိုင်းရွှေစီငွေစီတွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းရွှေစီငွေစီတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။